ချက်သိန်းတစ်ထောင်နဲ့အထက်ရွှေအရောင်းအဝယ်ပြုလုပ်ပါကငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ကိုမပြတ်မကွက်တင်ပို့ရမယ်လို့ရန်ကုန်ဒေသကြီးရွှေလုံငန်းရှင်များအသင်း WGEA ကရွှေဆိုင်ရွှေတန်းစင်လုပ်ငန်းနဲ့ရွှေပတိလုပ်ငန်းလုပ်ကင်သူတွေကိုအတီးပေးပါတယ်ချက်သိန်း200ကျော်ရင် MMQR စနစ်နဲ့ငွေပေးချေမှုတွေပြုလုပ်ရမှာဖြစ်ပြီးရွှေဝယ်ခြင်းရောင်းခြင်းနဲ့သက်ဆိုင်တဲ့ငွေကြေးလွှဲပြောင်းမှုတွေကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေထုတ်ပြန်ထားတဲ့အမိန့်ကြော်ညာစာညွှန်ကြားချက်လုံထုံးလုံနည်းတွေနဲ့အညီဆောင်ရွက်ရမယ်လို့ဆိုပါတယ် ဆန်ကျင်ဆန်ညွန့်ကန့်ညီတဲ့ဓာတ်သတ္ထုရွှေတစ်ချက်သား16.3295ဂရမ်ကိုအစိုးရကသတ်မှတ်ထားတဲ့ရည်ညွှန်းဆေးအတိုင်းပဲရောင်းဝယ်ရမှာပါ။ရွှေလုံငန်းရှင်တွေကအကောင့်ထဲပေါ်ဆောင်ရွက်ရေးအရာရှိခန့်အပ်ထားဖို့နဲ့ခန့်အပ်ပြီးဖြစ်တဲ့အထောက်အထားကိုရွှေဆိုင်မှာထားရှိရမှာလည်းဖြစ်ပါတယ်။နေစဉ်လာစဉ်အယောင်းဝယ်စင်ရင်နဲ့လက်ကျန်စင်ရင်အချုပ်တွေကိုတက်ဆိုင်ရာကဏ္ဍဦးစစ်စစ်ရေးအဖွဲ့ထံလာစဉ်လာစံ9ရက်အတွင်းမပြတ်မကွက်တင်ပြရမယ်လို့လည်းအတည်ပြုထားပါတယ် ဈေးကွက်မတင်ချိန်စေဖို့ရည်ရွယ်ချက်နဲ့တိုးလောင်ခြင်းရောင်းဝယ်ခြင်းဝယ်ယူခြင်းမပြုလုပ်ရလို့ဆိုထားပြီးကန်ဆတ်မဲတွေနဲ့အလားတတန်ဆောင်တဲ့နီးလန့်တွေမပြုလုပ်ရလို့ညွှန်ကြားထားပါတယ်။လက်ရောက်ရွှေလွှဲပြောင်းခြင်းနဲ့ခွင့်ပြုထားတဲ့ဝယ်ရောင်းနီးလန့်တွေကလွှဲရင်ရွှေကိုတတန်ဆောင်ရောင်းချခြင်း၊ကြိုရောင်းကြိုဝယ်လေးပတ်က ရောင်းချခြင်းနဲ့တရားမဝင်ရောင်းဝယ်မှုတွေမပြုလုပ်ရလို့သတ်မှတ်ထားပါတယ်။ နိုဝင်ဘာ28ရက်နေ့မှာကမ္ဘာရွှေဈေးနှုန်းဟာတောင်ဆအမေရိကန်ဒေါ်လာ4183ဈေးရှိနေချိန်တက်တက်တူရွှေရည်ညွှန်းဆေးကော်မတီကတိတဲဆ19.25ဂရမ်ကုဘစင်တီမီတာအထက်ရှိတဲ့စံချိန်မီရွှေတစ်ချက်သားဈေး59သိန်း8000ကျပ်သတ်မှတ်ထုတ်ပြန်ထားကြောင်းမှာခင်ဗျာ Thank you.